ဆုပ်ဆန်လောရင်ချက်ဖို့အတွက်အရင်ဆုံးဆန်လောပါမယ်။အိမ်မှာရှိတဲ့ဆန်၊ထမင်းစားတဲ့ဆန်ကိုပဲလောလို့ရပါတယ်။ဒီလိုဆန်လေးကိုလောပြီးတော့ချက်မှဟင်းအားပိုးပြီးတော့မွေပါတယ်။ဆန်ကိုအညူအောင်ပြောင်းလာတဲ့အထိလောပေးပါမယ်။ပြီးရင်တော့အေးခံထားပါမယ်။ဆန်လေးတွေအေးသွားပြီဆိုလို့ရှိရင်တော့ဒီလုံဆောင်ထဲမှာထည့်ပြီးတော့မညက်တညက်ထောင်းပေးပါမယ်။ဘလန်ဒါနဲ့ကြိတ်လဲရပါတယ်။ ရေညက်ဆရာမလို့ပါဘူးဒီလောက်ဆိုလို့ရင်ရပါပြီပြီးရင်တော့မကြည်သည်ရေဖြော်ရပါမယ်မကြည်သည်ကိုပထမအရေကိုသွန်ပြပြီးတော့ဒုတိယအရေကိုယူပါမယ်အမုံမွားတွေတန်းစင်သွားအောင်ပါပြီးရင်တော့မကြည်သည်လေးကိုဒီလိုမျိုးလေးဖြော်ထားပေးပါမယ်ခဲနေချက်ဖို့အတွက်ကျက်သွန်အနီးအဖြူမြူသည်ရောင်တင်မို့ဆက်ပလင်တို့ကိုလည်းအသင့်ပြင်ထားပါမယ်ကျက်သွန်အနီးကိုပပလီပြီးတော့ကျက်သွန်အဖြူလေးတွေကိုလည်းခွန်ခွာထားပါမယ် ဇပလင်လေးတွေကိုလည်းရှင်းနာလေးတွေဖဲထုတ်ပြီးတော့ပပလေးထားပါမယ်ရှင်းနာလေးတွေကိုလည်းထုပြီးတော့ဒီလိုမျိုးလေးတွေထုံထားပါမယ်။ဟီးရီတွေမှာထည့်ဖို့အတွက်ပါ။ဒါဆိုရင်တော့ဟီးရီအနံကပုံမွေးပြီးတော့စားလို့ပိုကောင်းပါလေ။ဟီးလေးအနေလုပ်ဖို့အတွက်အားလုံးစဉ်းစားဖြစ်နေပါပြီ။ဘလန်ဒါနဲ့ကြိတ်ပါမယ်။ရုပ်သီးထောင်းလို့လည်းရပါတယ်။ အရင်ကြီးညက်เสียမလို့ပါဘူးပြီးရင်တော့ငဖယ်ကိုရတာထဲပြီးတော့ထောင်းပါမယ်ခုနကထောင်းထားတဲ့ဇံမုတ်တဝက်ထဲပါမယ်ဘလန်နာနဲ့ကြိတ်ထားတဲ့ငြုတ်တီအနှစ်တဝက်ထဲပါမယ်စနွေမုတ်စာချက်သားမုတ်တို့ကိုလည်းထဲပါမယ်ပြီးရင်တော့စီးနေအောင်ထောင်းပေးပါမယ် ဆုပ်ဆုပ်ရေလက်မပေးတဲ့အတွက်ငမြာရေလေးကင်ပြီးတော့ဆုပ်ပါမယ်။ငမြာရေလေးကိုလည်းအရင်ကမှဆုပ်တဲ့အတွက်ရေလေးနဲ့ရောပြီးတော့ဆုပ်ပါမယ်။ဒါဆိုရင်တော့ဟင်းချက်ဖို့အတွက်အားလုံးစင်သေးဖြစ်နေပါပြီ။စီအနေငယ်ပဲတုံးရတဲ့လုံးချက်ချက်နီးနဲ့ချက်မှဖြစ်ပါရဲ့။ ုနာကကြံတဲ့ငြုတ်တိအနှစ်ရဲ့ဆန်လုံးမုံရဲ့ငမြာရည်လေးရဲ့စီနှင်းငယ်ဆနှမုံလေးနှင်းငယ်ထည့်ပြီးတော့ရေ250မီလီလီတာလောက်ထည့်ပြီးတော့အဖုံးအုပ်ပြီးတော့ဟင်းအုပ်ကိုပုပ်ပွက်စုအောင်တည်ထားလိုက်ပါမယ်။ဟင်းအုပ်စုလာရင်အပေါ်နှင်းအောက်ကိုမွေပေးပြီးတော့ဟင်းအုပ်ရေခမ်းတဲ့အထိစီပြန်တဲ့အထိတည်ထားပေးပါမယ်။စီပြန်လာပြီဆိုရင်တော့ငမြိုင်လေးအနည်းငယ်ပောက်ပြီးတော့ အနံ့လေးမွေးနေအောင်2မိနစ်3မိနစ်လောက်စီးတက်ပေးပါမယ်။ပြီးလို့ရှင်တော့မိမိလိုချင်တဲ့ရေပမာဏထည့်ပါမယ်။ထုံထားတဲ့ဇပလင်လေးထည့်ပါမယ်။ပုပ်ပွက်စုအောင်ထည့်ထားပါမယ်။ဟင်းအိုးပုပ်ပွက်စုလာပြီဆိုရင်တော့အရသာမြည်ကြည့်ပါမယ်။ဒီချိန်မှာလိုတဲ့အရသာတွေအကုန်လုံးထည့်ထားပါမယ်။အရသာစိတ်တိုင်းကြပြီဆိုရင်တော့ငဆုပ်ကလေးတွေကိုဟင်းအိုးထည့်ပြီးတော့ငဆုပ်ကလေးတွေချက်တဲ့အထိ ဟင်းဟိုးထဲရပေးပါမယ်။ငဆုပ်လေးတွေအခုလိုမျိုးဟင်းဟိုးပုံမှာပေါ်လာပြီဆိုရင်တော့ကျက်ပါပြီ။ငဆုပ်ကျက်မကျက်ကိုလည်းမြည်ကြည့်ရပါမယ်။စံတော်ထားတာတွေထည့်ထားတဲ့အတွက်ကြောင့်တခါတလေငဆုပ်ကကြက်ဖို့လိုတာလည်းရှိပါတယ်။ငဆုပ်ကကြက်ပေမဲ့အထဲမှာထည့်ထားတဲ့ဆန်လော်လေးတွေကမကြက်တဲ့အခါကြလို့ရှိရင်လည်းအထဲမှာထည့်ထားတဲ့ဆန်လော်လေးတွေကြက်တဲ့အထိငဆုပ်ကိုချက်ပေးရပါမယ်။ ငဆုံမကြက်ရင်စားတဲ့အခါမမကြီးကြီးကြီးဖြစ်ပြီးတော့စားမကောင်းပါဘူးငဆုံလည်းကြက်ပြီးမိမိလိုချင်တဲ့ရေအနေထားလည်းရောက်ပြီဆိုရင် ဖြော်ထားတဲ့မကြီးသီးလေးတွေထည့်ပါမယ်အချင်းထိမှုအတွက်ငပိစင်စာအနေငယ်ထည့်ပါမယ်အရသာနှံ့နေအောင်မွေးပေးပြီးတော့အရသာမြည်ကြည့်ပါမယ်ဒီချိန်မှာလိုတဲ့ရသာတွေထည့်ပါမယ်ရသာစိတ်တိုင်းကြရင်တော့နောက်ထပ်2မိနစ်လောက်ပုတ်ပွက်ဆူအောင်ဟင်းအိုးတည်ထားပြီးရင်ဟင်းအိုးချလို့ရပါပြီဒါဆိုရင်တော့ဆန်လောနဲ့တင်းတင်းလေးနဲ့မွေးပြီးစားလို့ကောင်းတယ် ထုတ်လဲထုတ်တဲ့ငဖဲငဆုပ်ဆန်လွန်ဟင်းလေးတစ်ခွက်ရပါပြီ။ဒီဟင်းကိုအညာငူတီထောင်းနဲ့ကစွဲကြော်နဲ့စားလို့ရှိရင်အရင်လိုက်ဖတ်ပါရစေ။ငဖဲချိုက်သူများဒါမျိုးမချက်စားဘူးသေးလို့ရှိရင်ချက်စားကြည့်ကြပါနော်။ဒီဟင်းဟာထုတ်ထုတ်လေးနဲ့ရန်စားလို့ကောင်းပါတယ်။အားလုံးပဲစုံလေးကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။နောက်ဗီဒီယိုတွေမှာလည်းပြန်တွေ့ပါမယ်။အားလုံးပဲစားကောင်းကြပါစေ။